မင်္ဂလာပါပေးတကြီးဒီနေ့မှာတော့မြို့သားပညာဥဖိုးကြရဲ့ကိုတွေ့ဝတ္ထုများတွေကတက်လက်ချက်ချာသော မေမြင်းဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးကြတာဖြစ်ပါတယ်ကျွန်ုပ်ဒီနက်နက်လမ်းလျှောက်လေးရှိတနက်နက်နိုင်ရန်ကုန်မြို့ကြောင်မြောင်းဘက်သို့လှည့်၍ရှောက်ခဲ့လမ်းတွင်ရုတ်တရက်မိုးရွာသည်နှင့်အနည်းရှိ အင်းဆိုင်ငယ်ကလေးတစ်ခုသို့မိုးဝင်၍ခုံမိ။အခန်းကြီးချင်း ဟောင်းနှွမ်းသောဆိုင်ကုံပေါ်တွင်ဆေးပြက်လေဆေးဘော်လေမုတ်ပဲသေးစားနေငယ်များတဲခင်းထား၏။ဆိုင်ရှင်မှာ15နှစ်16နှစ်ရွယ်တငယ်မဖြစ်၏။ပုံပန်းတော်သင့်ယုံရှိ၏။အနေထိုင်ဝတ်စားတို့ကိုမြင်ရသဖြင့်ဆေးရနှွမ်းပါကြောင်းသိရပါ၏။တို့ရတွင်ဝတ်စားပုံ ထားပုံတူပုံစိုင်ခင်းထားပုံတို့ကိုမြင်ရသဖြင့်ထိုတငယ်မသည်တေချာတဲ့ရဲ့ကြာကြာနာနာရှိသည်ကိုအထူးသတိပြုမိစိုင်းသူဝင်မိလျင်ထိုတငယ်မကပြုံး၍"အော်ဦးမိုးဝင်ခေါ်လာလားထိုင်ပါထိုင်ပါမိုးစဲမသွားတာပေါ့ရှင်အေးကျေးဇူးပါကွယ်ဦးကကူးမနက်နေသားရနဲ့မိုးမရဘူးလားလို့ထီးတောင်မယူခဲ့ဘူးဟုတ်ကဲ့နေသားပဲမိုးတာမှမกินပဲ ခုမနဲ့မိုးရမှာပေါ့ဥရဲ့အေးမင်းကအမှတ်သားကောင်းသားပဲသူ့အရွယ်နဲ့စာတော်တော်ပေဤဟုစိတ်ထဲကချီးမွမ်းမိထို့နောက်ထိုတငယ်မဘေးတွင်သတင်းစာဟောင်းဂျာနယ်ဟောင်း၄၅ဟုတွေ့မြင်ရသည်နှင့်ဩသတင်းစာဖတ်နေကြလားဟုတ်ကဲ့ဆိုပါတော့ရှင်ကိုယ်တိုင်ဝယ်မဖတ်နိုင်ပါအနီးနားမှာဝယ်ဖက်နိုင်တဲ့လူများစီကအဟောင်းအမြင်ကလေးများတောင်းရန်ဖက်ရပါလေမမှန်လဲမဖက်ရပါဘူးဥရဲ့ เอเอซาฟัดดาก้าวน่ะบ่กั่วมิ้นตรอผัดตะดล่ะจม่าเงยก็ไอ้มาเว้ยอเฟยก็ซาตินไปบ่าเรจม่ารู้ก็ซินเยเด้ရှင်เจ้ามาไม่หนีไหนกูอะกูတော့อเผยอเมยอซ้องทวาจาลา5-6เนရှိပါบีจม้าเนี่ยมองกะเล้เนี่ย2หยกแท้ရှိပါเด้อะอะเนี่ยတော့ผัดแต่ยากาโหอาซ้วยผัดดีอาซ้วยผัดเนี่ยกูတော့ตลอดกะเล้ผัดไหนมาบีရှင်หนีบ่าว မင်းတရင်းစာဖတ်တာ တိုင်းပြည်ဝါသနာပါလို့လားတိုင်းပြည်ဝါသနာပါလို့ရလေမဟုတ်ပါဘူးဦးရဲ့စာဖတ်ချင်တဲ့ဝါသနာကလည်းရှိဖတ်ရင်လည်းမှတ်เสียသားเสียရတွေနဲ့ဖတ်တာပါပဲနို့မင်းဖတ်တဲ့တရင်းစာဂျာနယ်တွေမှာမင်းဈေးရောင်းတာနဲ့ဓာတ်ရိုက်ဆိုင်တာမျိုးပါလို့လားစုံစမ်းလို့ရမိလိုက်သည်ဓာတ်ရိုက်တော့ဘယ်ပါမလဲဦးရဲ့နို့ပဲဟိုတင်းပြောတော့လို့စားများစားရတယ်မရှိဘူးဟင်းခတ်တာနဲ့ကုံတာပဲဆိုသလိုပေါ့ဦးရဲ့ စားဖက်လို့အကြမ်းမြင်များတော့ဈေးရောက်တာရောဘာရော နေရာတိုင်းမှာ စိတ်ကူးညံလေးမှတိုးတာပေါ့ရှင်အေးဟုတ်တယ်ရဲ့နေပေါင်းမင်းတို့မိမတွေဒီသတင်းစာတွေဂျာနယ်တွေဖတ်ဖို့လိုသလားကိုဟာဦးကြီးနေလိုပါပြီလားဘူးတလုံးမကြဘူးလားရှင်မိမအသိတွေဖွဲ့ဝစ်လုံတွေဘာတွေတောင်ဖြစ်ကုန်ပြီဆိုပဲဦးရဲ့ပြီးတော့လေယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်စားတတ်ရင်ကောင်းတာပေါ့ဦးရဲ့မင်းတို့မောင်နှမနဲ့ရောဘလို့နေကြစားကြတယ်လေကို哦， ကျမမောင်ကလေးကဟိုပနားကဥမြဘူးเจ้าမှာနေတယ်။အခုသုံးတန်းရောက်နေပြီ။စာမွေးပွဲတိုင်းအောင်နေဥရဲ့ကျမဈေးရောက်လို့တနေ့တမတ်၅ဘဲလောက်ကျန်တယ်။အဲ့ဒါကလေးနဲ့เจ้าလားကလည်းပေးရတယ်။ဝှစ်ဖို့စားဖို့နေဖို့လေဒီထဲကပဲတစ်ခါတခါဝှစ်စားဆန်းလေးများဝှစ်ချင်ပါရဲ့။ရုပ်ရှင်နဲ့ကြည့်ကြင်တာပဲ။တို့ပေမဲ့ပတ်ဆက်မလောက်တော့ချစ်ချစ်ချုပ်ချုပ်ချိုးချန်နေရတာပဲဥရဲ့။အေးတာရုွယ်တာရုမိုးလေးဆဲပြီး ဦးသွားလိုက်ပါအောင်မယ်ဆိုရထွက်ခဲ့ဤနောက်တနေ့နန်းနန်းနိုင်ကျွန်ုပ်ရေးသောစာအုပ်ထဲမှတော်တင့်သောငါ့အုပ်ဗလာစာအုပ်စနက်အုပ်တည်င်းစာဂျာနယ်အောင်ဆယ်ဆောင်လောက်တို့ကို ထုတ်ယူ၍ထိုတငယ်မှဆိုင်ဘက်သို့ရှောက်ခဲ့ပြန်၏နနက်9နာရီခန့်တွင်ရောက်တော့ရာ ထိုဝရိယရှိသောတငယ်မှမှဆိုင်အသည့်ခင်းချင်းပြည်သူကို တွေ့ရ၏မြင်းလေးပင်နှုတ်ခွန်းဆက်၍ကျော့ဟော့မင်းဖတ်ဖို့နဲ့မင်းမောင်เจ้าမှာသုံးဖို့စာအုပ်တွေယူလာတယ် ်ယော့ဖပီယောဆိုပြီးပေးပြီးနောက်ထိုသင်ငယ်မသည်ကျေးဇူးတင်လွန်၍ဗဇဟောင်းသားရှိနေစဉ်ကျွန်ုပ်သည်တုတ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 ်နှင့်ထွက်ခဲ့လေဒီကလွန်ခဲ့သော၄၅နှစ်ကအဖြစ်ပြက်သည်လွန်ခဲ့သောလကကျွန်ုပ်စားရဆောင်ရိုက်၍ဖက်ကြည့်အားအောက်ပါအတိုင်းပါလေဦးရှင်ဆောင်းမြားပင်းစင်ကရုတ်တရက်ထွက်သွား၍ကျေးဇူးတင်စကားမှမပြောလိုက်ရပါပေးထားသောဆောင်းငါးကိုယခုဖြင့်အလို့ရမလောက်ရှိနေပါပြီ ယေရှုအင်မတန်တင်သည့်အတွက် ပေးသောနေ့ကပင်ရှင်မ၏မှတ်တမ်းစာအုပ်တွင်စာရင်းတင်ထားလိုက်ပါသည်။ခုကိုဘလို့ယေရှုဆက်ရမည်အမြဲတွေးနေပါသည်။ယခုမှထိုစာအုပ်တို့ကို ပုံနှိပ်တိုက်ကယေရှုပြု၍ယခုစာကိုထည့်လိုက်ပါသည်။ကျမတို့ဆိုင်ဘက်ကိုလမ်းလျှောက်ခဲ့စဉ်ခြင်းပါသည်ဥရှင်မယ်မြင်ကျွန်တော်ဒီထိုးတငင်မောက်ကိုမိနေရမှတတိယ၍ခါတိုင်းလိုပင်ထီးမပါဖက်နှက်မပါဖြင်းအင်းကြီးလက်တို့နဲ့ ထိုဆိုင်ဘက်သို့နက်နက်လမ်းလျှောက်ထွက်ခဲ့ပထမဆိုင်နေရာတွင် အတန်ကောင်းမွန်တည့်ရသောနှစ်ထပ်အိမ်ကို တွေ့ရ၏အောက်ထပ်တွင်ဆက်လက်အမျိုးမျိုး ထို့ပြင် ကုံစုံများတချမ်းတွင်လဖိတ်ဆိုင်လဖိတ်ဆိုင်တွင်လည်းမြမလူငယ်များအလုံးလုံးနေသည်ကိုတွေ့ရ၏စိတ်တွင်ဇဝေဇဝါဖြစ်နေ၍အလုံးသမားတစ်ယောက်ကိုမေးရာအော်မင်းမင်းလားရှိပါရဲ့သူတို့အပေါ်တက်မှနေပါလေ ျွန်တော်ပြောလိုက်ပါမယ်ဟုပြောပြောဆိုဆိုနဲ့တတ်သွားလေမကြမီပင်လဖက်ရီမုံပွဲသေးစာတို့ကိုလောကကြီးစွာဖြင့်ကျွေးမွေးပြီးမှဦးရှင်ဂျေစုကိုဘယ်တော့မှမမေ့ပါပေးထားတဲ့စာအုပ်ငါးကိုလည်းဟောဒီမှာပေါင်းချုပ်ပြီးတရေအုပ်ထားပါရဲ့ဗီဒီယိုမှာထုတ်ရပြိုက်မှတ်ထားသောစာစရင်းကိုလည်းပြိုက်ထို့နောက်ဆက်၍မိမိစာဖတ်ဝါသနာရှိသဖြင့်ဘူးတုဒ္ဒများစွာရာကြောင်းထို့ကြောင့်ပင်လင်းယခု ဆိုင်ငယ်မကိုပိုင်အိမ်နဲ့ဆိုင်ကြီးဖြစ်လာကြောင်းမိမများစာဖတ်တင်ကြောင်းချွေတာတင်ကြောင်းဘာကြောင့်ညာကြောင့်နဲ့နိုင်ဝက်ခန့်ကျွန်ုပ်ဟာလက်ချပေးနေတယ်တည်းကျွန်ုပ်မှလည်းပြုံးတဲ့ကမလုပ်ပဲနားထောင်နေရတယ်တည်းပြီးမှ ကျွန်ုပ်ဝေစားကိုစိုက်ကြည့်ရောဥကိုကျေးဇူးဆက်ချင်ပါတယ်စာဖတ်တွေက30ကျပ်15ကျပ်လောက်ရှိလိမ့်မယ်အဲ့ဒီတော့အနည်းဆုံး အဲ့ဒီစာအုပ်ဖိုးတွေကိုလက်ခံစေခြင်းပါတယ်ဥရဲ့ဥမှာပတ်စံခြင်းဝင် မချမ်းသာပါဘူးနို့ဗိမဲ့စာအုပ်ဖိုးကိုလက်ခံဖို့တော့ဖြစ်မယ်မထင်ဘူးဘာဖြစ်လို့လဲဆိုတော့ပေးတာနဲ့ရောင်းတာခြားနာတာကိုမင်းသိတယ်မဟုတ်လားဥရဲ့စာအုပ်ဖိုးကိုလက်ခံရမယ်ဆိုရင်ဖြင့်မင်းရဲ့လက်ဖိတ်ဖိုးမဟုတ်ဘူးတွေကိုလည်းလက်ခံရလိမ့်မယ်ဟု ဆိုလိုက်ရာ ထိုနားနယ်လွယ်သောတငယ်မသည်ကျုံ၍သာနေလေတော့သည် ခုဖတ်ပြပေးခဲ့တာကတော့မြို့သားပညာဥပိုးကြရဲ့ကိုတွေဝတ္ထုများတွေကတော်လက်ချက်ချာသောမေမြင်းဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။ခုလိုဝတ္ထုကောင်းများဆောင်းကောင်းများကိုဆက်လက်ပြီးကျွန်တော် channel လေးမှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်သွားပေးကြပါအောင်နော်။